မင်္ဂလာပါဆိုပေမဲ့လည်းမင်္ဂလာကိစ္စမဟုတ်ဘူးဒါပေမဲ့အတိအကြောင်းကြား KB အထက်ကတင်းကားတဲ့ပျောက်သွားလို့ဟာပါပေါ့နော်မင်းတို့ကြောက်ရွှေစင်ဆိုင်မှာကြောက်ရွှေစင်ဆိုင်မှာဒီဒီနေ့ကနေစပြီးတော့မင်းတို့ KB နဲ့ KB KBZ banking ကိုငွေလဲလက်ခံတာတွေပစ္စည်းဖို့ငွေလဲလက်ခံတာတွေခဏရက်ထားပါမယ်နော်ဘာကြောင့်လဲဆိုရင်မင်းဒီနေ့22ရက်နေ့ဒီနေ့မှာမင်းတို့တွေဖြစ်သွားတဲ့ပြဿနာကမင်းရဲ့ banking account တွေကနေပြီးတော့ ဘန်ကင်းအကောင့်တွေကနေပြီးတော့ငွေ350ဒီဒီလုံးဝပျောက်သွားတယ်။ဘာဘာမမအဝင်ထွက်မရှိဘဲနဲ့ပျောက်သွားတယ်။မင်းတို့ကမနေ့တုန်းကဆိုလို့ရှိရင်မနေ့တုန်းကဘန်ကင်းမှာနောက်ဆုံးပိတ်ပေါ့နော်။နောက်ဆုံးပိတ်တုံးထားတာ။ special account တွေကနေပြီးတော့ special account တွေက350ပျောက်သွားတာနော်။ special account တွေကနေပြီးတော့မင်းတို့ဒီအနီ account ပေါ့ညီမတို့ဆိုင် account တွေအများစုကျွာနဲ့တုံးတာဆိုင် account ကိုအနီ account ပေါ့နော်။အဲ့လိုမျိုး ဟွာမားဂျန်အကောင့်လို့သူတို့ခေါ်တယ်မားဂျန်အကောင့်ဖွင့်ထားပေးတာလေအဲ့မားဂျန်အကောင့်နဲ့ချိန်ထားတာအဲ့350ကျော်နှစ်ကြောင်း300ထည့်လိုက်တယ် KB ဟွာအနီရဲကိုထည့်ပြီးွားတာနဲ့ဘန် special account နဲ့မှာ350ကျော်ကျန်ခဲ့တယ်မနေ့ကမြမကဒီနေ့မနေ့ဒီနေ့ကျတော့ဒီနေ့22ရက်နေ့ပေါ့နော်22ရက်နေ့မှာငွေ300ရှိလို့မြမကဘန်ပိတ်ချိန်3နာရီကျော်မှငွေ300ရှိလို့တိတာနဲ့ချက်ချင်း ကြည့်လိုက်တဲ့အချိန်မှာကိုယ့်ရဲ့အကောင့်ထဲမှာ350လုံးဝမရှိတော့ဘူးเนาะ350တော့မရှိခဲနဲ့350လုံးဝပျောက်နေပျောက်နေတဲ့အခါကျတော့ညီမကဘန်ကိုချက်ချင်းသွားတယ်ဘာလို့ညီမရဲ့ဆိုင်ကမြောက်တကုံပင်လုံးလမ်းမကြီးပေါ်မှာပဲဒီចောင်းကန်းသားမှာပဲရှိတယ်ညီမတို့ရဲ့ဘေးသားမှာလည်း ီဗီဇာဘန်ရှိတဲ့အတွက်ကြောင့်ချက်ချင်းသွားတယ်ပိုရောက်တဲ့အချိန်မှာဘန်ပိတ်နေတယ်ဆိုပေမဲ့အတူအကြောင်းပြောပြီးတော့ဒီလိုမျိုးပြဿနာဖြစ်တဲ့အတွက်ကြောင့်မြမသိကျင်တယ်ဘာဖြစ်တာလဲဆိုတာသိကျင်လို့ဆိုပြီးတော့အထဲဝင်ပြီးတော့ပြောတော့အထဲထဲမှာတော့တာဝန်ရှိတဲ့အမားတစ်ယောက်ကအာမြမလေးဟိုပါဗောစာအုပ်ကို history ကိုစစ်ပေးမယ်ဆိုတော့လေ history စစ်လိုက်တဲ့အခါကျတော့ history စာအုပ်ထဲမှာတော့ရှိတယ်เนาะစာအုပ်ထဲမှာတော့ရှိရယ်ဒါပေမဲ့ဘန်ကင်းထဲမှာမရှိဘူး history မှာလည်း ဒီ banking ရဲ့ history တဲ့ကိုကြည့်ပြန်တော့လေ banking ရဲ့ history မှာလည်းတကြောင်မှမပြဘဲနဲ့မရှိတော့ banking ရဲ့ history ထဲမှာလည်းတကြောင်မှဟိုအထွက်မရှိဘဲနဲ့ငွေသားကြီးပဲဒီတိုင်းပြောက်သွားတာဒါညီမကအငဲတန်းတုံးပြီးတော့အငဲတဲ့ဒီအမောက်ကိုတိနေတယ်သူမို့လို့လीနော်မတိဘူးဆိုရင်ဘယ်လိုလုပ်မလဲမတိတဲ့သူငွေမောက်တချို့ဆိုငွေမောက်အများကြီးထားတဲ့သူဆိုရင်ဒီတိုင်းကြီးပဲဘာ transaction မှမရှိဘဲနဲ့ဒီတိုင်းကြီးပဲငွေပြောက်သွားတယ်ဆိုရင်ဘယ်လိုလုပ်မလဲ ဒါအခုမြမကတော့ဒါတိသွားတဲ့အတွက်ကြောင့်ပေါ့နော်တိသွားပြီနဲ့အခုသူတို့ဘက်ကတာဝန်ယူမှုမရှိဘဲနဲ့ဒါတော့ KBZ Pay တွေအားနှက်ချက်တွေပေါ့ဗျာဟိုသွားတဲ့အခါမှာလေမြမကို online ကိုပဲဆက်သွယ်ပေးပါဆိုပြီးတော့ဘဏ်ကိုကိုယ်တိုင်ရောက်လာတော့မှ online ကနေပြီးဆက်သွယ်ခိုင်းလို့မြမ online ကိုဆက်သွယ်တယ် online ကကြတော့မြမရဲ့ account ကိုအခုစစ်ကြည့်တဲ့အခါကျတော့ဘာမှလည်းအကျိုးအကြောင်းလည်းမပြောဘဲနဲ့ဒီဟာကို block ထားတယ်လို့ပြောတယ်အဲ့တော့ block ထားဆိုတော့ဘာကြောင့် block တာလဲမြမတို့ရဲ့ account မှာ block ထားတယ်ဆိုရင်လည်း ဘန်ကင်းထဲမှာလည်းဘာမှဒီတိုင်းမပြောဘဲနဲ့အာဘန်ကင်းထဲကငွေအမောင့်ကိုဘာတခုမှလည်းမပြဘဲနဲ့ဒီတိုင်းပဲဘလော့ဒါကိုကိုတိုင်းပိုင်ရှင်သိလို့ဒီပိုင်ရှင်မသိဘဲနဲ့အဲ့လိုဘလော့ခွင့်ရှိလားဒီတိုင်းပဲပျောက်ခွင့်ရှိလားဒါကိုတိုင်းသိလို့ကိုတိုင်းမသိဘူးဆိုဘယ်လိုလုပ်မလဲပြီးတော့ညီမတို့ဆိုင်မှာဒီမှာဘန်ကင်းတွေကိပေးတွေအကုန်လုံးထားတာရှိသမျှပေးတွေအကုန်ရတယ်နော်ဆိုင်မှာလေကိုယ့်ရဲ့ကစတမာတွေအလွယ်တကူနေရလေ ိတ်တွေကိုလက်လီလက်ကရောင်းတာဖြစ်တဲ့အတွက်ကြောင့်နေရတယ်ငွေလွှဲရတာအဆင်ပြေအောင်လို့ရှိသမျှပေးအကုန်လက်ခံပေးထားတယ်အကုန်လုံးရှိနော် KBZ ပေးတွေကတော့ရုံမှတ်ပြီးတော့ပေါ်အပ်လို့မရတော့ဘူးပေးတွေမှာ stand နေတာတခါလေကြာရင်ထားခုဒီရပါတော်တော်လေးပြဿနာတက်နေတယ်ဗျာအလင်းညာတွေများနေတယ်ပေါ့နော်ကြောင်နေရမရှိအောင်လို့အကုန်လုံးပေးတွေထားထားပေးထားတယ်ဒီလောက်ထိယုံကြည်မှုမရှိဘူးဆိုလို့ရှိရင်ညီမတို့ရဲ့လုပ်ငန်းရှင်အနေနဲ့ကမတော့ရဘူးလား KB ကိုနော်ဒီ KB က ီလိုမျိုးဟာတွေက banking နေနဲ့ banking နဲ့ special ကိုယ့်ရဲ့ special account နဲ့ကေဘေးနဲ့ကိုချိတ်ဆက်ထားတာဖြစ်ရကြအောင်ကိုကကိုထည့်ခြင်းလဲထည့်မယ်ဒီဘက်ကိုလည်းပြန်သုံးခြင်းသုံးမယ်လေအဲ့တော့အမမစိတ်မဆရဘူးဆိုရင်ညီမတို့ကမသုံးရဘူးလားအခုညီမတို့ဒီနေ့ကသူတို့ကတော့ Monday ကိုစောင့်ကြည့်ပါလို့ပြောတယ်ဆိုပြင်းနေညီမသိချင်တာညီမတို့ဒီကြားထဲမှာကိုယ့်ရဲ့ငွေကိုသုံးခွင့်သုံးလို့မရတော့သူတို့ဘက်ကလည်းရေရေရာတိကျမရှိဘူး online ကိုဆက်ပါဆိုဘန်ကိုသွားရအောင်ဘန်မပြည့်ရှင်းပေးပဲနဲ့ online ကိုလောက်ခိုင်းတော့ online ကလည်းစက်တယ်မယ်တာပြောတာလေနော်သူတို့ကတော့စက်တယ်မယ်ပဲပြောတာမနေ့ကကြာလဲပိတ်ရစီနော်အဲ့တော့အဲ့လိုတာဝန်ယူမှုတာဝန်ခံမှုမရှိရင်မြမတို့တွေလုပ်ငန်းတွေအနေနဲ့ကအရန်နစ်နာတယ်ဘလို့ဆက်ဘလို့လုပ်ပေးမယ်ဘလို့တာဝန်ယူပေးမယ်အခုရှိသမျှပေးတွေအကုန်လုံးလဲလက်ခံပေးထားတယ်အခုအဲ့တော့တကယ်လို့ဒါမြမတို့ကိုဒီအတိုင်းပဲဘာမှတာဝန်ယူမှုတာဝန်ခံမှုမရှိလို့ရှိရင်မြမတို့ဒီနေ့ဒီရက်ဒီအချိန်ကနေစပြီးတော့ ကေပေးနဲ့ကေဗီဇက်ဘန်ကင်းနဲ့ပတ်သက်လို့ဘာတစ်ခုမှမတုံးဘာတစ်ခုမှလည်းဒီလိုတာဝန်ယူမှုမရှိဘူးဆိုရင်လုံးဝရှေ့ဆက်ပြီးတုံးဖို့ဆိုတာဘလို့မှမဖြစ်နိုင်အဲ့တော့တာဝန်ရှိသူတွေဒါကိုဖြည့်ရှင်းပေးပါဘလို့လုပ်ပေးမလဲဆိုတာပေါ့နော်။ဒါဆိုကိုယ့်ရဲ့အကောင့်တွေကနေပြီးတော့ဘာမှမပြောဘဲနဲ့ဒီတိုင်းဘလိုင်းပြောက်သွားတယ်။ဒါကြီးတော့မဖြစ်တင်ဘူးဗျာ။ဒါကြီးကတော့ဘလို့မှမဖြစ်တင်တဲ့ကိစ္စ။ ဒါကိုကိုတိုင်းသိနေလို့ကိုကိုတိုင်းမသိဘဲနဲ့အမောင်းမသိဘဲနဲ့သူတွေဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲ။ဘန်ကင်းမပွင့်လာတဲ့သူတွေဆိုရင်ဘယ်လိုလုပ်မလဲ။နော်။အဲ့တော့ရှင်းပေးပါဒီပိုင်ရှင်တော်မတီပဲပျောက်သွားတာဆိုတော့ကြီးကတော့တော့မဖြစ်သင့်တဲ့ကိစ္စကြီး။ဟာ။တခြားညီမတို့ရဲ့အခု customer ကြီးတဲမှာရောဒီလိုမျိုးဖြစ်တာရှိလား။ရှိတဲ့သူဆိုလို့ရှိရင်လည်းဘယ်လိုမျိုးဖြစ်ရှင်းလဲဆိုတာတစ်ချက်လောက်အကြံဉာဏ်လေးပေးကြပါအောင်နော်။ကျေးဇူးတင်ပါတယ်။ မနေ့တော့ကမနေ့တော့ကလေဟိုကပေးဖြစ်တဲ့ပြဿနာကပေးဖြစ်တဲ့ပြဿနာကိုတချို့တွေကကြာလေမသိပဲနေလေအာဖုန်းမှာပေါ့နော်ဆော့ဝဲတွေထည့်ထားလို့ပြီးတော့ဂိမ်းတွေတုံးလို့လို့အဲ့လိုမျိုးပြောရလုံးဝမရှိဘူးနော်သိလားမြမရဲ့ဒီဖုန်းကကြတော့ဒါကတီးတန့်ဒီ banking တွေ KPI တွေဒီ application တွေပဲတုံးတာဖြစ်တဲ့အတွက်ကြောင့်လေပြောမယ်ဆိုလို့ရှိရင် Facebook တို့ဘာလို့တော့မတုံးဒီဖုန်းကိုတီးတန့်ငွေလွဲတီးတန့်မယ်တုံးတာဘာ BBM မှလည်းမတုံးဘူးနော်ဒီဖုန်းကလေ အာပြီးတော့နောက်တစ်ခုကကြာပါလေနောက်ဒါပြီးတော့နောက်ထပ်တချို့ customer တွေကကြာဘာပြောနေလဲဆိုတော့ဒီဟာကိုဘယ်လိုလုပ်မလဲပေါ့နော်ဘယ်လိုလုပ်မလဲဆိုတော့ညီမညီမအနေနဲ့ဆိုလို့ရှိရင်တော့အခုလက်ရှိညီမကတနင်္လာနေ့ကိုပဲစောင့်ကြည့်ရမှာပဲတနင်္လာနေ့စောင့်ကြည့်ပြီးတော့အာတနင်္လာနေ့ကျရင်အဖြေသိရမယ်မသိရခင်မှာအာညီမတို့လိုမျိုးတုံးဆွဲနေတဲ့သူတွေကဘာသတိထားရမှာလဲဆိုတော့တခုပဲရှိတယ်ဘာလဲဆိုရင်ညီမတို့တုံးနေတဲ့ KB တွေ mobile banking တွေအကုန်လုံး screenshot ရိုက်တာ เนาะအလုတ်တစ်ခုတော့ရတာပေါ့เนาะအလုတ်ပေးလိုက်တာပေါ့သူတို့ကလေ secretion လိုက်တာကိုသုံးတော့မယ်နောက်ဆုံးသုံးလိုက်တယ်ဥမာပေါ့လွှဲစရာစီကလွှဲမယ်သုံးစရာစီကသုံးမယ်သုံးပြီးသွားပြီဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ KB account တွေ mobile banking တွေကိုနောက်ဆုံး ledger ငွေ balance ကို secretion ရိုက်တာနောက်တစ်ခေါက်ပြန်သုံးတဲ့အခါကျရင်ကိုကပြန်ပြီးတိုက်စစ်အဲ့ခါကျလို့ရှိရင်အမှ different กว่าလာပြီလေเนาะအမှဂျားထဲမှာတကယ်ကုဏတော့ကသူပြောပုံရဆိုခေါင်းချုပ်စရာကြီးလုံးဝအထာမကြောက်ဘူးဗျာ ညီမဘလို့တိလဲဆိုတော့ဟာမျိုးတွေအားကြောင့်အဲ့လိုမျိုးအမောင်းမှတ်ထားလို့ကိုတိတာလေမဟုတ်ဘူးဆိုလို့ရှိရင်ဒီ history ကိုပဲသွားကြည့်လို့ရှိရင်သူက history မရှိဘဲနဲ့ပတ်စံပြောက်သွားတာလေတိလား transfer မရှိဘဲနဲ့ history မရှိဘဲနဲ့ပတ်စံပြောက်သွားတာဟာပတ်စံပြောက်သွားတာအဲ့ဒီအတွက်ကြောင့်ဘလို့မလုံးလို့မရဘူးနော်အဲ့အဲ့လားဘာဆော်ဝဲမှာပဲမသုံးဘဲနဲ့ပျောက်သွားတာကြီးကတော့ဘာလို့ရှိမလဲအဲ့ဒီ KBZ ပေးရဝန်ထမ်းတွေပဲရှိတာပေါ့ဗျာအဲ့လေလာပြောပြပေးရအာ ကျေးဇူးတင်ပါတယ်เนาะအဲ့အဲ့ဒါလေးထူဆန်းနေတယ်လို့ပဲပြောအဲ့တော့အကုန်လုံးအကုန်လုံးသိရမှာကကြတော့ညီမတို့အကုန်လုံးသိရမှာကြတော့ကိုယ့်ရဲ့ mobile banking နေကိုယ့်ရဲ့ KP account နေအကုန်လုံး screenshot ရိုက်ထားပါ amount ကို screenshot ရိုက်ပြီးနောက်တစ်ခေါက်ပြန်သုံးတဲ့အခါကျရင်အဲ့ဒါကိုစစ်ပါအဲ့ဒီအခါကျရင်အမှရော့သွားရင်လည်းသိရမယ်လीเนาะဒီ video တွေကတော့ KP သုံးဆွဲနေတဲ့လူတွေအတွက် tribute ရာလေးပေါ့ဗျာ